ဘာလီစားနေတာလဲစားချင်စရာလေးနော်อืมဒါကစက်တာကုတ်တီကိုအရင်မဲစားနေတာလောက်မီတိချင်လားတိချင်တယ်ဆိုရင်တော့ချစ်တယ်လို့အရင်ပြော ချစ်တယ်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 โอเคဒါဆိုရင်ကုတ္တိယစက်သားကုတ္တိယအရင်အမဲပြုတ်လောက်တဲ့ဟာကိုဘယ်လိုမျိုးလောက်ရလဲဆိုတော့တွားမကြည့်ခင်တယောက်တစ်ခုစီရှဲမယ်ပြီးသွားလို့စီရင်ဘယ်လိုလောက်ရလဲဆိုတော့တွားကြည့်ကြမယ်လားဆိုရင်ကျွန်တော်ကုတ္တိယအရင်အမဲကိုစတင်မလောက်ခင်တယောက်တစ်ခုစီရှဲမယ်ပြီးသွားလို့စီရင် comment မှာအဆင်သေးဖြစ်ပြီးလို့ရေးမယ်ဒါကတော့ကျွန်တော်ပြင်ဆင်ထားရမယ့်ပစ္စည်းပေါ့နော်ကြက်ပောင်ပါမယ်ကြက်ရိုးပါမယ်ဒါကတော့ပစ္စည်းတွေပြီးသွားလို့စီရင်ဒီမှာကကြက်ရိုးပြုတ်ဖို့ရေ2လီတာထည့်မယ်နော်ကဲစတင်စရအောင်နော်ကဲစုနေတဲ့ရေထဲကို နန်းနန်းပင်အမြင့်ထဲမယ်ပြီးသွားလို့စီရင်ဒါကတော့ကြက်ရိုးထဲတယ်ပြီးသွားလို့စီရင်ချမ်းကြက်ပေါက်ထဲမယ်နော်အလေးကိုစူတဲ့အထိကြက်တဲ့အထိပြုတ်လိုက်နော်မျိုးပေါ့နော်ကြက်သားတွေနူးလာပြီးဆိုချမ်းတို့အရသာစတင်ဆက်မယ်ဒါလေးကတော့အမွှေးကြိုင်ရင်ထဲမယ်နော်ဒါကလိမ့်ပေါ်မွှေးလို့ခေါ်တယ်နော်ဒါလေးထဲမယ်ပါလို့စီရင်အရသာကိုကျန်ကတိခေစီအလူကြောင့်ဟင်းခက်ရတာမဟုတ်သေးတယ် အောင်လေသူကငရုတ်ကောင်းတွေလဲပါတော့စစ်သွန်ဖြူအနှံ့တွေနဲ့ဆိုအရင်မွေးတယ်โอเคဒီလောက်ဆိုရပြီအတော့မုံလာဥပေါ့နော်မုံလာဥအဖြူကိုထည့်မယ်ပြီးတော့လို့စီရင်ဒါလေးကပဲငံပြရဲ့အချိုလို့ခေါ်ရပါတော့ဒီဇွန်းနဲ့ဆိုရင်တော့နှစ်ဇွန်းထဲပဲဆိုရင်စက်သားတွေလည်းနူးအကုန်လုံးနူးပြီးဆိုတော့ကျွန်တော်အရသာမြည်ကြည့်မယ်နော်อืม ်သားရဲ့အချိုအရသာနဲ့အရသာကွက်တိဖြစ်ပြီးဆိုရင်စတင်ထည့်မယ်เนาะဆိုရင်ကုတ္တိကိုတပွဲစာပြုတ်မယ်ကုတ္တိကိုအဖတ်ထည့်မယ်ပြီးတော့လို့ဆိုရင်ကစွန်ရွက်နေငင်ထည့်မယ်ဘဲပင်ပေါင်းနေငင်ထည့်မယ်ဒါလေးကိုပြုတ်လိုက်မယ်ကဲဒါလေးကတော့အသားလုံးပြုတ်ပြီးသားပေါ့เนาะပကံလေးထည့်လိုက်မယ်ဒါကတော့တပွဲစာပေါ့နော်ကြက်ပောင်တစ်ခုပါမယ်ပြီးတော့လို့ရှိရင်အရေနှစ်စွန်းထက် ကြော်ထားတဲ့စီချက်ပေါ့နော်စက်တွန်အဖြူကိုကြော်ထားတဲ့ဟာထည့်မယ်ဒါအရသာဆက်ထားတဲ့အချိုအချင်းငင်ဆက်ဆက်ထားတဲ့ဟာလေးကိုထည့်လိုက်မယ်ပြီးတော့လို့ရှိရင်ဒါကတော့အဓိကပေါ့နော်ကုတ္တယုံမှာစားကောင်းဖို့ဆိုရင်ငရုတ်တီကိုကြော်တတ်ဖို့အရေးကြီးတယ်ဒါလေးထည့်လိုက် အလေးရတော့နည်းနည်းပင်နေငယ်ထဲမဲ့ဒီလောက်ဆိုရင်ရပြီအလေးဆိုရင်တော့အရန်ကိုမှရောင်းတန်းဝင်တဲ့စက်သားအရီအမဲကုတီကိုပြုလုပ်နေအလွယ်တကူလုပ်နေလေးကိုမျှဝေပေးလိုက်ပါတယ်တကယ်လို့ကိုကစီးပွားပြစ်လုပ်ချင်တဲ့ကုတီကိုပြုလုပ်နေတင်တဲ့ တက်ချင်တယ်ဆိုတော့နောင်ချန်တို့မှာရတာ6မျိုးပါမယ်ကုတ္တီကိုအေးအမဲဝတ်တာနမ်တုတ်အဲအတုတ်တွေမျိုးမျိုးနဲ့တုံရင်ကုတ္တီတွေပါပါမယ် online class ဖွင့်ပေးမယ် update လုပ်ထားတဲ့တင်တန်းလို့ပြောလို့ရတယ်ပေါ့နော်ဒီ၄လပိုင်းမှာဖွင့်ပေးမယ်တအူးကိုပုံမှန်တင်တန်းကြီးကသသိန်းခွဲစီမယ်တကယ်လို့ကြိုအပ်ထားတဲ့သူအယောက်တရာအတွင်းကို9000နဲ့စတင်အပ်လို့ရပြီ video ကို screenshot ပြီးတော့မှတော့အပ်လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်တပတ်တိုင်းဖူကောင်းကျမ်းပါဘယ်မိုင်